ကချင်ပြည်နယ်မြေကြီးနားစာတီအောင်လာအန်ဆာဟာအမေရိကန်ပြည်ထောင်စုမှစိုက်ဖြိုးရေးပညာသင်ကြားရန်ကကိုခံပညာပေါင်းစုံကိုက်ခိုက်ရေး MMA ကိုနှစ်သက်ဆွဲလန်းခဲ့ပါတယ်။ Professional Locker တဲ့ကို2005ခုနှစ်မှာဝင်ရောက်ခဲ့ပြီးနောက် The Barmy Spy Twin ဆိုတဲ့နာမည်ပြောင်းကိုလည်းရရှိခဲ့ပါတယ်။သူ့ရဲ့အားကစားသမားဘဝအထူးအထိတ်ကိုရရှိလာတာကတော့2018ခုနှစ်မှာ One Meter Away ကမ္ဘာချန်ပီယံစုကို Russia Fighter Vitaly Bigstas ကို အနံ့ယူပြီးစုခူးလိုက်တဲ့အချိန်မှာပဲ။ ဒါဟာမြန်မာအဝစားသမားတို့အတွက်ပထမဆုံးသောကမ္ဘာချန်ပီယံဆုဖြစ်ခဲ့ပြီးတနင်္ဂနွေလုံးကိုပျော်ရွှင်မှုအခမ်းအနားတွေနဲ့လွှမ်းခြုံသွားစေခဲ့ပါတယ်။ဒါပြီး2018ခုနှစ်မှာ One Light Heavyweight ကမ္ဘာချန်ပီယံဆုကိုပါထပ်မံရယူလိုက်တဲ့အခါမှာတော့တပြိုင်တည်းထဲချန်ပီယံနှစ်ထပ်ကွမ်းဆုကိုပိုင်ဆိုင်တဲ့ဒုတိယမြောက်ဖိုက်တာအဖြစ်ကမ္ဘာအကစားသမိုင်းမှာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။သူဟာမြန်မာလူမျိုးတွေအတွက်လိုင်းတပိုးကြီးတစ်ခုကိုစတင်ဖန်တီးပေးခဲ့သူလည်းဖြစ်ပါတယ်။တိုက်ခိုက်ရေးလောကမှာ2020ကြာ ဆွန့်လွတ်အနေနာခံနေတော့အောင်လာဟန်ဆန်းဟာ2025ခုနှစ်အော်တိုဘာလ3ရက်နေ့မှာကျင်းပခဲ့တဲ့1 fight night 36ပွဲစဉ်ကိုသူ့ရဲ့နောက်ဆုံးပွဲအဖြစ်ရွေးချယ်ခဲ့ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ကလူမီနီအားကစားရုံကြီးမှာသူအယောင်လဲစားရတဲ့မိတ်ဆွေ fighter Sebastian Cardasta နဲ့ထိုးတက်ခဲ့ပါတယ်။သူဟာဒုတိယအချိန်မှာပဲ TKO 9ပွဲနဲ့အနားယူသွားနေပါတယ်။9ပွဲအောင်ပွဲစုချင်းငွေဒေါ်လာ9000နဲ့အကျိုးအားကစားသမားဘဝကိုပြီးပြည့်စုံစွာ နှုတ်ဆက်ခဲ့တာပါ။ ်အားစရာကောင်းတာကတော့ဝဲအပီစင်ပေါ်မှာပင် One Championship ရဲ့ဥက္ကဋ္ဌ Chattery Studio တော်ဟာ Online ဆန်ကို One Championship Hall of Fame ဆင်ရင်တဲ့ကိုတတိယမြောက်သူအဖြစ်ထည့်သွင်းဂုဏ်ပြုကြေညာကြောင်းကြေညာခဲ့ခြင်းမှာပဲသူဟာဒီဂုဏ်ပြုခံရမှုအပေါ်အိမ်မက်ကခုအမှန်တကယ်ထစ်လာခြင်းလို့ဝမ်းသာပြီးပြီနဲ့ပြန်လည်ဖြောကြားခဲ့ပါလေသူညာအနာယူမှုအပေါ်စိတ်သက်သာရာရကြောင်းမိသားစုကိုပို့မှုအချိန်ပေးလို့ကြောင်းဖွင့်ဟခဲ့တဲ့အွန်လာအန်ဆန်ဟာသူ့ရဲ့အားကစားဘဝကိုအဆုံးသတ်လိုက်ပေမဲ့ MMA လောကနယ်လောလုံးဝအဆက်မပြတ်သေးပါဘူး Florida ပြည်နယ်မှာ Python MMA USA အမည်နဲ့